တနင်္ဂနွေသားသမီးအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ဆယ်လာပိုင်းတစ်လစာအတွက်ဒုစက်ပေးတယ်လာပြီဗျာအပေါ်မှာ1အောက်မှာ2အဲ့ဒီနမိတ်ကိုကြားပါလေဗျာအဲ့တော့အပေါ်မှာ1အောက်မှာ2 အဲ့ဒီနမိတ်ကိုကြားပြီဆိုလို့ရှင်တော့တနင်္ဂနွေသားသမီးတွေကဒီချိန်မှာသူများကဲ့ရတာအပြစ်ပြောတာဝေဖန်တာတွေကြုံတွေ့ရတတ်တယ်။လက်ရှိနေရာမှာနေရတာမပြောရွှင်တာမျိုးကြုံတွေ့ရတတ်ပါတယ်။နောက်တစ်ခုကဘာတွေကြုံရမလဲဆိုလို့ရှင်စိတ်အလွန်တိုးစရာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့တော့ဒီချိန်မှာတနင်္ဂနွေသားသမီးတွေတော့ငွေကြေးအတွက်ပူပင်တော့ကများတတ်တယ်။အဲ့တော့ဝင်ဝင်နဲ့ပတ်သက်ပြီးမယောင်ရဲမတိတ်တိမ်နိုင်တဲ့ပုံစံမျိုးတွေကြုံတွေ့နိုင်တယ်။တနင်္ဂနွေသားသမီးတွေဒီကာလအတွင်းမှာ အကျိုးပေးတဲ့နေနံတွေကဂျာသာဘေးသာသမီပုဒ်တဘူးသာသမီဂျာသာဘေးနဲ့စာတော်လုပ်ငန်းကံကံစနေနဲ့စာတော်လုပ်ငန်းကံကံတွေကဒီကာလအတွင်းမှာအကျိုးပေးပါလိမ့်မယ်ဒီတလလုံးမှာတန်ကောင်းဖို့အတွက်ဆိုလို့ရှိရင်တော့မုတ်ဖတ်ထုတ်ဖျားမှလူမဲ့မုတ်ဖတ်ထုတ်စားပြီးတော့စူတောင်းမှာအဲ့ဒါဆိုရင်တနင်္ဂနွေသာသမီတွေတော်တော်များများကံကောင်းပါပါလိမ့်မယ်ရှောင်းရမှာကတော့ကျက်သားတခွားသည်အဲ့ဒီဥစ္စာငမျိုးကိုရှောင်းပေးတင်ပါလေအဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးလှုပ်ချင်တဲ့စိတ်အတလို့ဟာမျိုးတွေသူ့မှာ နည်းသွားတတ်တယ်။လက်ရှိနေရာမှာနေရတာမပြောတာမျိုးလက်ရှိအလုပ်ကိုလုပ်ရတယ်လုံရင်းလုံရင်းနဲ့စိတ်ကုန်သွားတာမျိုးအဲ့လိုကမှမဟုတ်တယ်ဖြစ်တတ်ပါလေ။ငွေမဲများဝင်ဖို့အတွက်ဆိုလို့ရှိရင်တော့ဘုံကြီးအကြောင်းကိုသိသိသုံးမျိုးဒူတန်းပေးတာအကောင်းဆုံးပါပဲ။နောက်တစ်ခါလုံငန်းကိန်းကနေအောင်မြင်ဖို့ဆိုလို့ရှိရင်တော့ဖျားမှာလက်ဖိတ်ရည်ရဲ့နွားနို့ရဲ့ကတ်လူပေး။အဲ့တော့နောက်ထပ်ပါဒီနိုင်ငံရဲ့ချားနဲ့ပတ်သက်ပြီးသတင်းကောင်းဆက်သွယ်ကောင်းအဲ့လိုဟာမျိုးနဲ့ပတ်သက်ပြီးလိုချင်တဲ့ဟေ့ဆိုလို့ရှိရင်တော့ခွေးအဲ တတော်စားများကိုကြက်သားပါသော အစားစာများလူတန်းပေးပါကျွေးမွေးပေးပါအဲ့ဒါဆိုရင်တော့ကံကောင်းသွားပါလိမ့်မယ်ခရီးသွားမဲ့မိတ်ဆွေများအတွက်ကတော့ဒီကာလအတွင်းမှာခရီးစဉ်နဲ့ပတ်သက်ပြီးကူညီမှုတွေပံ့ပိုးမှုတွေအဲ့လိုအထောက်အပံ့ဖြစ်မဲ့ဟာမျိုးတွေကြုံလာပါလိမ့်မယ်အစားစာရမိတ်ကောင်းဆွေကောင်းတွေနဲ့တွေ့လာပါလိမ့်မယ်အဲ့တော့ဗုဒ္ဓသားသမီးတွေဒီကာလအတွင်းမှာ ဘာတွေထပ်ပြီးတော့တွေ့ထားသေးလဲဆိုလို့ရှိရင်အပေါင်းအသင်းနဲ့ပတ်သက်ပြီးကောင်းသောသူတွေနဲ့ပေါင်းသင်းရတာမျိုးအဲ့တော့ဘသူကကောင်းတယ်ဘသူကငါ့ဘောမကောင်းဘူးဆိုတဲ့အဥစ္စာမျိုးတွေကြကြနနဝေဖန်ပိုင်းခြားနိုင်တာမျိုးတိတိတတ်တာထင်ထင်ရှားရှားသိလာတာမျိုးအဲ့လိုဟာမျိုးကြုံတွေ့ပါလိမ့်မယ်အဲ့တော့နောက်ထပ်ထွေထွေထူးထူးတော့ဘာမှတော့ပြောစရာမရှိတော့ပါဘူးအဲ့တော့ဘုရုဘူသားသမီးတွေအတွက်ကံကောင်းဖို့ဆိုလို့ရှင်အဲ့ဒီကြာသားဒီတနင်္ဂနွေသားသမီးတွေအတွက်ကံကောင်းဖို့ဆိုလို့ရှင်တော့ ိမ်သာရေးစေးမယ်တောက်ရေကိုကိုယ်တိုင်ရေးထည့်ပေးမယ်အဲ့ဒါလေးတွေပါလုပ်ပေးပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်ကျွန်တော်ကျော်စိန်ဖန်ပါဆယ်လာပိုင်းတလားစာ2025အတွက်ပဲဖြစ်ပါတယ်အားလုံးတနင်္လာသားသမီးအားလုံးအရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလို့ဆန္ဒပြုပါပါစေလို့ဆန္ဒပြုမြေတာပို့ပါတယ်ဗျာကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့စောစော2998038ဖုန်းနံပါတ်ပါပဲဗီဒီယိုဟောပြောချင်ရတော့နေ့လယ်7:00နာရီကနေ7:00နာရီကိုဖုန်းဆက်မယ်နံပါတ်စီးပေးမယ် ညနေ3:00နာရီတိတူဦးချင်းစီကိုပြန်လည်ဟောကြားပေးလျက်ရှိပါတယ်။တနင်္လာသားသမီးများအတွက်တိုးဆက်ပေးတယ်။တနင်္လာသားသမီးတွေအတွက်အပေါ်မှာ6အောက်မှာ6အဲ့ဒီနံပါတ်ကိုကြားပါလေ။အဲ့တော့ဒီချိန်မှာတနင်္လာသားသမီးတွေကဘယ်လိုမှမကြုံမလဲ။ ငွေကြေးနဲ့ပတ်သက်ပြီးဝင်ဝေကောင်းတဲ့ရရှိမယ်လို့သူကပြထားပါတယ်ဘဝတိတ်ကနေပြန်လဲစတင်ရလိမ့်မယ်တနင်္လာသားသမီးတွေအဲ့တော့တနင်္လာသားသမီးတွေဒီကာလအတွင်းမှာတစ်သလုံးအတွက်အချိုးပေးမယ်အလုပ်စတင်လုပ်ကြရတာမျိုးကြီးပွားချမ်းသာမယ်အလုပ်ကိုဒီချိန်မှာစတင်ရတာမျိုးတွေကြုံတွေ့ရလိမ့်မယ်အဲ့တော့အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့မိန်းကလေးများဖို့ကတော့အိမ်အောင်ရေးမှာအဆင်မပြေဖြစ်တတ်တယ်စိတ်ကုံစရာတွေစိတ်ညစ်စရာတွေပူပင်တော့ကြတယ်အဲ့လိုဟာမျိုးတွေဒီတစ်လလုံးမှာအကျုံဆုံးတတ်တယ်ဗျာ ။ယောက်ျားကလေးမအဖူကတော့အိမ်အောင်ရေးကံမှာနည်းနည်းလေးတက်တာမယ်ကောင်းမယ်လို့သူကပြထားတယ်။အဲ့တော့ဒီကလအတွင်းမှာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းစိတ်ညစ်စရာကြုံရတာမျိုး။စာရွက်စာတန်းစာချုပ်စာတန်းနဲ့ပတ်သက်ပြီးလို့ရှင်လည်းအဆင်မပြေမှုတွေကြုံတာမျိုးအဲ့လိုဟာမျိုးဖြစ်တတ်တယ်ဗျာ။ကာလရှည်ကြကွဲကွာခဲ့တဲ့မိတ်ဆွေဆွေအပေါင်းအသင်းတွေနဲ့လည်းပြန်လည်ဆုံတွေ့တတ်တယ်။မဆုံဘူးဆိုတဲ့သူတွေနဲ့ရုပ်တရက်ပြန်လည်ဆုံတွေ့တာမျိုးတူတူကြကြကြုံတွေ့နိုင်တယ်။အဲ့တော့ဒီကာလအတွင်းမှာ အလုပ်တစ်ခုကိုဆွန့်လုပ်ပြီးတော့နောက်ထပ်အလုပ်တစ်ခုကိုစတင်ကြိုးစားတဲ့ကာလလို့လည်းသူကပြထားပါတယ်။အဲ့ဒီအတွက်ကြောင့်ဒီချိန်မှာကိုယ့်အတွက်ကိုစလိုက်တဲ့လုပ်ငန်းတွေနောက်တစ်ချိန်မှာကိုယ့်အတွက်ကြီးပွားချမ်းသာမဲ့အလုပ်ဆိုတာအချင်းတွေပြုတ်ပြီးပါ။ဒီအလုပ်ကအစလုပ်တုန်းကတော့အဆင်မပြေဘူးလူတကာကဲ့ရဲ့မယ်အပြစ်ပြောမယ်ဝေဖန်မယ်ဆွေမျိုးသားချင်းညီကိုမမောင်မားအစကိုမယုံဘူးအထင်သေးတယ်အဲ့တော့နေလောက်တဲ့အလောက်ကအလကားပါပဲဒီကောင်ယူးမြသွားပြီလားဒီကောင်မှယူးမြသွားပြီလားဆိုတဲ့ပုံစံမျိုး အထီအောင်သူတို့စိတ်ထဲမှာကိုယ်ကိုတတ်မှတ်တတ်တယ်ဒါပေမဲ့ကိုမယူဘူးဆိုတာကိုပဲတည်တယ်လေအဲ့တော့ကိုယ့်အတွက်ကောင်းမှတ်ထင်လို့ကိုယ်ဝါသနာပါရာကိုလောက်တာနောက်တစ်ချိန်မှာအဲ့ဒီဝါသနာပါရာလေးရပဲကိုယ့်အတွက်လူလားမြောက်ပါလူလားမြောက်မြောက်ပေါ့နော်ဒီဘဝမှာတိုးတက်အောင်ရမှုတူတူကြကြကြုံတွေ့ပါလိမ့်မယ်ကဲနောက်ထပ်ဆက်ပြီးနားထောင်ပြီနော်တနင်္လာသားသမီးတွေမှာငွေတွေအထွက်များတတ်တယ် 我也这到过出面了没有了？中国也这的，那都苦啊！巴黎太穷了嘛，是了，行，每个每行水行没呢？喏，录音的呢是外面嘛，施工过嘛，没大做那了，那那头，了，搿哪有啥别的什么名目的景观呢？刚做两块钱没有的嘞，哪的的？那 a 苦，巴黎他了是了先，银行在每个里面苦啊了，苦也银行不苦，但没水的，还淹过的嘞。我 w 你大外出大没有？ ူစိတ်ထဲမှာတတိချယုံကြည်နေတယ်၊ပြီနေတယ်လို့ကိုကပြထားတယ်။အဲ့တော့ဘလောက်ပဲလိမ့်လိမ့်ကိုကတိနေတယ်၊သူ့ဥမာမပြတ်နိုင်တာ။အဲ့ဒီအတွက်ကြောင့်ကိုမှအလိုလိုနေဒေါသထွက်လာ၊တန်လျာစိတ်ဝင်လာအဲ့တလူဟာမျိုးတွေသူကတနင်္လာသားသမီးတွေမှာဖြစ်တတ်တယ်။တနင်္လာသားသမီးယောက်ျားလေးများဖူကတော့ဒီကလာအတွင်းမှာအိမ်အောင်ရေးနဲ့ပတ်သက်ပြီးနောင်ရေးအတွက်ကိုပဲပူပန်ရတာမျိုးဖြစ်တတ်တယ်။အဲ့တော့လက်ရှိအခြေအနေကတော့အကောင့်ဘက်ကိုတော့နည်းနည်းလေးဦးတည်နေပါဗျာ။ ကဲအဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းကျွေးတင်တဲ့ကိစ္စတွေရစရာရှိတဲ့ကိစ္စတွေအားလုံးအဆင်ပြေပါလိမ့်မယ်လို့ပြောထားပါတယ်။ကဲကျွန်တော်ကြော်စိမ့်ဖန်ပါပါ။ဒီနေ့ထဲမှာကို့ဒုက္ခပေးမဲ့နေနံတွေကတော့အင်္ကာတောက်ကြအဲ့နေနံတွေလို့ဒုက္ခပေးတတ်တယ်။ကံကောင်းဖို့အတွက်မိကောင်းဆွေကောင်းအတွက်အထောက်အကူပြုဖို့အတွက်အဲ့တော့နေနံတွေကတော့တင်းလာတဲ့ပုံတခုအဲ့ဒီနေနံနှမျိုးကကို့အတွက်ကံကောင်းတယ်အဲ့တော့ဒီကာလအတွက်မှာခလေးတငယ်များကိုချောကလက်လက်ဆောင်ပေးခြင်းအပြင်ကို့အတွက်အညံ့တွေအားလုံးပြေပြောက်ပြီးပြည်တည်တသာလက်လာပါရှင်လန်းပါလိမ့်မယ် ဲ့တော့ဒီကလမှာတနင်္လာသားသမီးတွေကတော့အရန်ကောင်းပါတယ်လုပ်ငန်းတွေစတင်ရတာမိဟောင်းဆူရောင်းတွေနဲ့စုံစည်းတာအဲ့တလူဟာမျိုးတွေအဖက်ဖက်ကပြည်စုံတဲ့ကာလာလိုပဲသူကခြုံငုံပြီးတော့တုံသက်လို့ရပါတယ်ကဲကျွန်တော်ကြော်စိမ်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့09 95 83 98 3 98ပဲဖြစ်ပါတယ်ဗီဒီယိုဟောပြောချင်ရတော့နေ့လယ်7:00နာရီကနေ7:00နာရီတွင်ဖုန်းဆက်မယ်နာမည်စီရင်ပေးမယ်ညနေ3:00နာရီထိအောင်တူဦးချင်းစီကို ပြန်လဲခေါ်ကြပေးတဲ့ရှိပါတယ်ကျွန်တော်ကြော်စိမ်းဖန်ပါအားလုံးအဆင်ပြေ ပေးခင်ကြပါစေ။အင်္ဂါတော်ပြင်းများအတွက်ဆယ်လာပိုင်း2025ခုနှစ်ဆယ်လာပိုင်းဒလစာဒိုးဆက်ပေးတယ်။ကြည့်အဲ့တော့ဒိုးဆက်ပေးတယ်မှာပါကြမလဲ။ဒိုးဆက်ပေးတယ်မှာပါကြမလို့အပေါ်မှာ3အောက်မှာ1အဲ့ဒီနံပါတ်ကိုကြပါတယ်။အဲ့တော့ဒီကာလအတွင်းမှာအင်္ဂါသားသမီးတွေက လုပ်ငန်းကံကံတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအကြောင်းအမျိုးကြောင့်တဝက်တစ်ပြက်နဲ့ရက်သွားတတ်တဲ့ဝင်ငွေကောင်းတဲ့ ကန်စားတာတွေသူကအဲ့ဒီအခြေအနေကနေပြီးတော့ရုပ်တရက်ရက်သွားတာနောက်ထပ်အလုပ်တွေစတင်ရတာအဲ့တော့နောက်ထပ်ရည်ရွယ်ချက်ရည်မှန်ချက်အဲ့တလို့ဟာမှုထားတာအဲ့တလို့ဟာမှုတွေဂျုံတွေ့လိမ့်မယ်နောက်ပြီးတော့ဒီကလအတွင်းမှာငယ်တဲ့သူတွေကိုစူတာဆဲတာအော်တာငေါက်တာချိန်ပေါင်းတာမလုပ်နဲ့လုပ်ရင်ကိုယ့်အတွက်အနေရရှိတဲ့ကျမကြီးညက်တဲ့နောက်တစ်ခုကမုံဟင်းကမစားနဲ့ရှောင်ပေးရမယ် ကံကောင်းမှုအတွက်ကတော့အုံသီးစိတ်ဖျားမှလူပဲအုံသီးစိတ်ကလေးနည်းနည်းစားပြီးတော့ဆူတောင်းမယ်ငါတချင်းနဲ့စတယ်မြည်ကြီးပွားပြီးချမ်းသာပြီးအောင်မြင်ပြီးဆိုပြီးတော့အဲ့တိုင်းလေးလောက်ရမယ်အဲ့တော့နောက်ထပ်ဘာတွေပြောပြစရာရှိသေးလဲဆိုလို့ရှင်တော့အင်္ဂါသားသမီးတွေမှာနောင်ရည်အတွက်ကိုတွေးပူနေတယ်ငါအသက်ကြီးရင်နောက်လာတွေအတွက်နောင်နှစ်တွေအတွက်အသက်လိုဟာမို့စသည်အားဖြင့်သူ့မှာတွေးပြီးတော့ပူပန်မှုတွေများနေရတတ်တယ်အလောက်အကိုင်းနဲ့ပတ်သက်လို့ရှင်လဲ ဒီကာလအတွင်းမှာကိုယ်မနာလိုတဲ့သူတွေကိုယ်ဘဝပြည့်အောင်လုပ်ချင်တဲ့သူတွေဝိုင်းဝန်းနေနေတတ်တယ်သူတို့ဘလောက်ပဲလှုပ်လို့ကိုယ်အတွက်ကတော့အောင်မြင်ပြီးအောင်မြင်ခြင်းဆိုတာမျိုးကြုံတွေ့ပါလိမ့်မယ်အင်္ဂါသားသမီးတွေမှာငွေကြေးနဲ့ပတ်သက်ပြီးပေးရမယ်ဟာလည်းမပေးနိုင်ဘူးရမယ်ဟာလည်းမရဘူးခက်ခဲမယ်အခြေရေးတံပတ်သက်လို့ရှင်လဲအသက်ရွယ်ကွာခြားတာတွေကြုံမယ်မိခင်နဲ့ချစ်သူကြားမှာပြများစရာတွေကြုံမယ်သားသမီးနဲ့အိမ်နောက်ဘက်ကြားမှာပြများစရာတွေကြုံတွေ့ရတတ်တယ် အဲ့တော့နောက်တစ်ခုကကိုယ့်ရဲ့စိတ်ထဲမှာတူတူတယောက်ကိုဆွဲလန်းတာနှိမ့်သက်တာမေ့လို့မရတာအဲ့တော့ဂျင်နာစိတ်တွေတဖွာဖွာနဲ့မေ့ဖြောက်လို့မရတာအဲ့ဒါလိုဟာမျိုးတွေထူးထူးဆန်းဆန်းတွေဖြစ်တတ်တယ်ဗျာအဲ့တော့အင်္ဂါတာသမီးတွေမှာဒီကာလအတွင်းမှာနောင်ရေးအတွက်ကိုယ့်ကိုယ်ကိုစိတ်မချဘူးတွေးပူနေတယ်အဲ့ဒါလိုဟာမျိုးတွေများသောအားဖြင့်ဖြစ်တတ်ပါတယ်ကိုယ်လုံးတဲ့ပြဿနာမဟုတ်သူများလုံးတဲ့ပြဿနာကြောင့်ကိုယ်မှာရောပြီးတော့အထင်လွဲခံရတာအမုန်းခံရတာအဲ့ဒါလိုဟာမျိုးတွေဖြစ်တတ်တယ်သားသမီးနဲ့ပတ်သက်တဲ့အောက်လက်ငယ်သားနဲ့ပတ်သက်လို့ရှင်တော့ အဆက်အသွယ်ကောင်းတင်းကောင်းအဝေးတနေရာသွားဖို့အဲ့တော့ကံကြမ္မာကောင်းတွေနဲ့အချိန်ဆက်တဲ့ကောင်းတွေရပြီးတော့အားလုံးအဆင်ပြေပြေဖြစ်သွားလိမ့်မယ်အဲ့တော့နောက်ထပ်ဘာပြောပြခြင်းသေးလဲဆိုတော့ကံကောင်းဖို့ကတော့အုံပြီးစိတ်စားပြီးစူတောင်းမယ်ရှောင်းရံကတော့ဂျာတာဘေးနဲ့တင်းလာကိုရှောင်းမယ်ဂျာတာဘေးနေနဲ့တင်းလာနေနဲ့ကဒီနေ့ထက်မှဒုက္ခပေးတတ်ပါတယ်ဒီနေ့ထက်မှမြေဒီဒုက္ခပေးတတ်တယ်ကာဒုက္ခပေးတတ်တယ်အဲ့တော့အသလို့ဟာမျိုးတွေဖြစ်တတ်တာပေါ့ငွေကြေးကိုအကြောင်းပြုပြီးတော့လဲစိတ်ညစ်စရာတွေလာတတ်တယ်ဗျာ 哎喽，你人家打的米嘞嘛，刚刚部队啊，刚说完了，为咩咩文件呢？说都行了，可以给某居民帮某居民，可以、totally、有帮某居民一条收账嘞嘛？说都行了，不删嘞，免一万八嘞呗。啊，就别嘞，你呢？你哎喽，这年个为人家，哎，你呢？你有就别办嘞，给领导挂呗。阿龙啊，先别讲话，先，先拿笔办嘞呗。这种交钱一盘话，这种一般不搞到中央股、中央啊、东西省、中央下面批办的嘞呗。 ဗုဒ္ဓဟူးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဟူးသားသမီးတွေအတွက်ဆယ်လာပိုင်း2025 8တလစာအတွက်ဒုစက်ပေးတင်လာပြီဗျာဒုစက်ပေးတင်မှာဗုဒ္ဓဟူးသားသမီးတွေအတွက်ပါကြမလဲဆိုလို့ရှင်တော့အပေါ်မှာနှစ်အောက်မှာငါအဲ့ဒီနမိတ်ကိုကြပါတယ်ဗုဒ္ဓဟူးသားသမီးတွေကဒီကာလအတွက်မှာလက်ရှိနေရာမှာနေရတာမပြောရွှင်တာမျိုးကြုံတွေ့နိုင်သလိုအဲ့တော့ ကိုယ့်ရဲ့ရင်ထဲမှာဘာသာရေးနဲ့ပတ်သက်ပြီးကောင်းတဲ့စိတ်တွေလုပ်ဖို့ကြိုင်ဖို့ရှေ့ဆက်ပြီးကောင်းကောင်းမွန်မွန်လုပ်ဖို့တွေတော့မှပဲစိတ်တက်ကြသွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဗုဒ္ဓဘူးသားသမီးတွေမှာဒီကာလအတွင်းမှာစုံးနေအောင်လန်းနေကိုယ်ယူစားသလိုမျိုးကိုယ့်ရဲ့ရင်ထဲမှာလေးလံထိုင်းပိုင်းပြီးတော့နေရတာမပြောတာမျိုးအဲ့တလို့ဟာမလို့ဖြစ်တတ်တယ်တတိထားမယ်။အဲ့တော့စိတ်ကောင်းနှလုံးကောင်းထားမယ်စိတ်တက်ကြစရာတွေမတွေးနဲ့ ဗုဒ္ဓဘုရားသမီးတွေမှာအတွေးခေါ်ကောင်းဖို့လိုပါတယ်အတွေးခေါ်ပြတ်တာနဲ့သူကဘဝပါပြတ်တတ်တယ်ဒီကာလအတွင်းမှာအရန်အရေးကြီးတဲ့ကာလပါပဲဆယ်လပိုင်းတစ်လစာမှာဗုဒ္ဓဘုရားသမီးတွေကဘလို့ဟာမိုးကြုံမလဲနော်ချူကြမ်းမဲ့ချွေတာမဲ့စူဆောင်းမဲ့ဆိုတဲ့စိတ်တွေအရန်များတတ်တယ်ဒါပေမဲ့ချူကြံလို့မရဘူးချူကြံမယ်လို့စဉ်းစားလိုက်တိုင်းကုံပေါက်တွေကသူ့အလိုလိုပေါ်လာတတ်တယ်အဲ့တော့အလုပ်တွေအများကြီးလုပ်ဖို့ရှိပါလေရဲ့နဲ့ကို့မှာဘာတစ်ခုမ မစနိုင်တာမျိုးမလုံနိုင်တာမျိုးအပြီးမတတ်တာမျိုးအဲ့လိုဟာမျိုးဖြစ်တတ်တယ်။ငွေချင်းနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းကိုယ်မှာဆုံရှုံတာတွေနစ်နာတာတွေအဲ့တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှားတာတွေအတွေ့အချက်မှားတာတွေအဲ့လိုဟာမျိုးတွေမှားမှားယွင်းယွင်းဆုံးဖြတ်မိတာမျိုးလုံဆောင်မိတာမျိုးတွေကြုံတွေ့နိုင်တယ်။အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စဆိုလို့ရှိရင်လည်းဗုဒ္ဓဟူးသားသမီးတွေမှာကိုယ့်ရဲ့အိမ်တော်ဘက်ကကောင်းပါလေရဲ့နဲ့ကိုယ့်ရဲ့ကိုယ့်ရဲ့စိတ်ထားကိုယ့်ရဲ့လုံဆောင်ချက်ကိုယ့်ရဲ့ပြောဆိုတွေမှုတွေကအဲ့တော့ အဆင်မပြေဘူးကိုကိုကိုတော့အဆင်မပြေရင်သူများအတွက်ပို့ပို့ဆိုးနိုင်တာပေါ့အဲ့တော့အိမ်တော်ကြီးကိုပြေးလဲအောင်ပဲစင်စားပါပြေးလဲမဲ့စကားပဲပြောပါလို့အကြံပေးခြင်းပါလေယောက်ျားကလေးမိတ်ဆွေများပို့ရတော့အိမ်တော်ကြီးမှာစိတ်ကုန်စရာတွေအိမ်တော်ဘက်ကမွေမှုအိမ်တော်ဘက်ကကြောင်းကိုမှစိတ်ညစ်ရတာမျိုးအဲ့လိုဟာမျိုးတွေဖြစ်တတ်ပါလေအဲ့တော့ဘုရူသားသမီးတွေမှာဒီကာလအတွင်းမှာဘာတွေရှောင်ရမလဲဆိုတော့တင်းလာနဲ့တောက်ကြအောင်ရှောင်ပါတင်းလာတောက်ကြဒီနေ့ထဲမှာဒုက္ခပေးတတ်ပါလေ ကံကောင်းမှုအတွက်ကတော့ပေါင်ဖို့ကိုထောပတ်တော့ဖရားမှလုပ်မယ်ပေါင်ဖို့ကိုထောပတ်တော့ဒီကိုယ်တိုင်စားပြီးတော့စီတောင်းမယ်အဲ့ဒါလိုဟာမို့လုပ်ပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ဗုဒ္ဓဟူသားသမီးတွေဒီတလလုံးမှာလက်လာပါရှင်မရှင်လမ်းမယ်ကံညံ့နေအားလုံးပြေပြောက်သွားပါလိမ့်မယ်အဲ့တော့နောက်တစ်ခုရှောင်းရမှာကဘာတွေရှောင်းရမလဲဆိုလို့ရှိရင် ကြက်သားသွားသည်အဲ့ဒီဥစ္စာရှောင်းပေးမယ်နောက်အိမ်သာရေးစေးမယ် ဘုံတစ်ခုနဲ့ညံ့နေတိုင်းညံ့နေတိုင်းမှာဒီတလာလုံးမှာမကြမကြအိမ်သာရေးစေတောက်ရေကွက်တွေကိုယ်တိုင်စေတောက်ရေတွေကိုယ်တိုင်လှူအဲ့တောက်ရေဘိုးတွေကိုယ်ပဆန်နဲ့ပေးအဲ့လိုဟာမျိုးလုပ်ပေးလိုက်ပါအဲ့ဒါဆိုဘုံတစ်ခုသားသမီးအားလုံးအဆင်ပြေပြေကံကောင်းလက်ရွှင်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တလာစာဟောပြောဟောပြောမှုကိုဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကြော်စင်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399 255 380 358ပဲဖြစ်ပါတယ်ဗျာကဲဒီလောက်ပါပဲအားလုံးအဆက်အစပ်အဆင်ပြေပါစီ ာသာပြေးသားသမီးများအတွက်2025ခုနှစ်ကဆယ်လပိုင်းတလာစာအတွက်ဒိုးဆက်ပေးပါကြာသာလေးသားသမီးတွေမှာကြားရောက်လာမဲ့ဒိုးစံနမိတ်ကပါပြလဲဆိုလို့ရှိရင် အပေါ်မှာ3အောက်မှာ3အဲ့ဒီနမိတ်ကိုကြားရောက်ပါတယ်အဲ့ဒီအတွက်ကြောင့်ကြာသာလေးသားသမီးတွေမှာဒီကာလအတွင်းမှာမိတ်ဆွေအပေါင်းအသင်းတွေနဲ့စိတ်ဝင်ကွဲတာအဲ့လိုဟာမျိုးကြုံတွေ့နိုင်တယ်လို့အိမ်ဆောင်ရေးမှာလည်းတာယာမှု နေတာမျိုးဖြစ်တတ်ပါတယ် ဲ့တော့ဘဝနောင်ရေးအတွက်ဒီချိန်မှာပြင်းချောက်ချောက်ကြီးဖြစ်နေတတ်တယ်။ကိုရက်တည်ရတဲ့ဘဝကိုလောက်ကင်နေရတဲ့အခြေအနေဒီဒီကာလအတွင်းမှာစိတ်မပါသလိုလိုပါသလိုလိုဖြစ်နေတတ်တယ်။အဲ့တော့လုံရင်းကင်ရင်းနဲ့ပဲစိတ်တက်တွေကြာနေတာကိုကိုကိုအားမလို့အားမရဖြစ်တာအဲ့ဒါလိုဟာမျိုးတွေကြုံတွေ့နိုင်တယ်။ခရီးသွားလာမှုနဲ့ပတ်သက်လို့ရှင်လဲကြာတာပြေးသားသမီးတွေပါဒီကာလအတွင်းမှာခရီးစဉ်တွေအဆင်မပြေမှုတွေကြုံမယ် ဲ့တော့သွားမယ်လို့ယူရလိုက်တာဟိုကအဆင်မပြေဒီကအဆင်မပြေအဲ့ဒါလို့ဟာမို့ဖြစ်တတ်တယ်လမ်းခီးမှလည်းစိတ်ညစ်စရာကြံ့ကြာမှုအဲ့ဒါလို့ဟာမျိုးတွေယူနိုင်တယ်အဲ့တော့ကြာသာပေးသာသမီတွေဒီကာလအတွင်းမှာအဝေးတနေရာနဲ့ပတ်သက်ပြီးအဆက်အသွယ်တွေနဲ့ပတ်သက်လို့ရှင်လဲနည်းနည်းလေးညံ့နေတတ်တယ်အဲ့တော့နောက်ထပ်9ရက်ကျော်တာနဲ့ เนาะ10ลาใบ5เยจ่อดาเนจาตาเบต้าตะมิดิด้วยกั่นก้องเสียอะไรเสร็จตวยก้องนี่วินวีก้องนี่อาจารย์ญาณก้องนี่อะตลุหาหมู่ดิตะจ่อเปลี่ยนพี่แล้วกั่นก้องน่ะหมู่จုံไปอ่ะบาเลยมั้ย10ลาใบ5เยนี่ที่อ่องเนาะจาตาเบต้าตะมิดิก็เนเนเลยညံ့နေတတ်တယ်အဲ့တော့အဝေးတနေရာကမိကောင်းဆွေဟောင်းနေတဲ့အဆက်အသွယ်ရဖို့ဆိုလို့ရှင်တော့ဒီကာလအတွင်းမှာမဖြစ်နိုင်ဘူးအဲ့တော့ဆယ်လာပိုင်း9ရက်ကျော်တာနဲ့အဆက်အသွယ်ကောင်းတရင်ကောင်းဝမ်းသာစရာပျော်ရွှင်စရာအဖက်ဖက်က စိတ်ချမ်းသာစရာတွေကြုံပဲစက်ပစ္စည်းနဲ့ပတ်သက်လို့ရှင်လဲပြုပြင်မှုမှန်ပြင်ဆင်တဲ့ကိစ္စတွေအဲ့ကာလတွေမှာကိုယ်အတွက်ကံကောင်းပါတယ်ရွှေတွေနဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ရှင်အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှင်လဲဆယ်လာပိုင်း9ရက်8ရက်အဲ့ကနေစတင်ပြီးတော့ဘဝမှာကံကောင်းမှုတွေအောင်မြင်မှုတွေကြုံမဲ့အိမ်ောင်ရေးနဲ့ပတ်သက်လို့ရှင်လဲအကောင်းဆုံးတွေဆုံးဖြတ်တာမျိုးအကောင်းဆုံးအตายာဆုံးဆိုတဲ့ဘဝတွေတိဆောက်ဖန်တီးနိုင်တာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ကြာသာပြီးသာပြီးမိန်းမများဖို့ကတော့မိန်းကလေးများဖို့ကတော့ ဆုံးဖြတ်ချက်တွေမှတ်တတ်တယ်ကိုလုတ်ချင်တာလုပ်မယ်တကူကောင်းဆန်မယ်အဲ့ဒါလိုအတွေးမျိုးတွေနဲ့အချိန်ကြာမြင့်စွာကုန်သွားတာမျိုးအဲ့ဒါလိုဟာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ဂျာတာပိသားသမီးတွေအတွက်ကတော့ဒီကာလအတွင်းမှာဘာတွေကြုံမလဲဆိုလို့ရှိရင်တော့လုပ်ငန်းကံကံနဲ့ပတ်သက်ပြီးလို့ရှိရင်မကြခင်မှာဝင်ဝေကောင်းနေပြန်လဲရရှိလာမယ်ငွေကြေးတွေနဲ့ပတ်သက်ပြီးစကားနည်းနည်းပြောရတာမျိုးအဲ့တော့ဆုံးလို့လို့ဖြစ်တာမျိုးအဲ့ဒါလိုဟာမျိုးဖြစ်တတ်တဲ့အပြင် စိတ်တူစရာတွေကြုံတွေ့ရတတ်တယ်။ကိုလုံးတဲ့ပြဿနာမဟုတ်သူများလုံးတဲ့ပြဿနာကြောင့်အထင်လွဲခံတာအမုန်းခံတာမျိုးတွေဖြစ်တတ်တယ်။အပေါင်းအသင်းမမှားစေနဲ့အဲ့ဒါတတိထားမယ်အခြေအခြေအနေမှာရှိနေတယ်။ ခยีဝေးနဲ့ပတ်သက်ပြီးတွားတဲ့ကိစ္စတွေမှာနည်းနည်းဆင်ញင်လိုက်ရပါပြီစိတ်မလောပါနဲ့အဲ့တော့တွားကျင်တိုင်းမတွားပါနဲ့เนาะအဲ့ဒါလေးပဲဆင်ញင်ပေးလိုက်ပါအဲ့တော့အကောင်းဆုံးကတော့ဒီကာလအတွင်းမှာဇပင်လေးကိုညှပ်လိုက်ပါကိုယ့်ရဲ့ဇပင်လေးကိုနည်းနည်းလောက်ဖြူဖြူစတိလောက်ဖြူဖြူတီးလိုက်ပါအဲ့ဒါဆိုလို့ရှင်တော့ကန်ကောင်းသွားပါလိမ့်မယ်ကံကောင်းမှုအတွက်ကတော့ဓာတ်ပေါက်စားပြီးဆူတောင်းမယ်ဓာတ်ပေါက်ဖျားမှလုပ်မယ် အဲ့တော့ဓာတ်ပေါင်းမရနိုင်တဲ့နေရာတွေမှာတော့ကျန်တဲ့မုတ်ဘတ်ထုတ်ရတာပေါ့နောက်ပြီးလို့ရှိရင်ပေါင်ပုံထောဘတ်ထုတ်ရတာပေါ့အဲ့ဒီခါလေးလှူပြီးတော့ဆူတောင်းလိုက်ပါအဲ့တော့ဒီကာလအတွင်းမှာရှောင်းရမှာကတော့တောက်ကြတက်နေလားအဲ့ဒီနေနဲ့လည်းရှောင်းပေးပါအဲ့ဒီနေနဲ့ကကို့အတွက်ဒီကာလအတွင်းမှာဒုက္ခပေးတတ်တယ်စိတ်ညစ်အောင်ခိုက်တယ်လို့ပြောသူကပြတာပါပေါ့နော်အဲ့တော့ကံကောင်းမှုအတွက်ကသပင်ဖြားလေးတွေညှက်ပေးမယ်မနေ့တိုင်းပုံမှန်တန့်ရှင်းရေးလုပ်မယ် ိမ်လည်းတန်ရှင်းရေးလို့ကိုယ်တိုင်လည်းတန်ရှင်းရေးလို့အဲ့တလူဟာမို့လှုပ်လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်ကဲဒီလောက်ပါပဲကျွန်တော်ကြော်စိမ်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 38ပဲဖြစ်ပါတယ်ဗျာအားလုံးအဆအဆရအဆင်ပြေကြပါစေကျွန်တော်ကြော်စိမ်းဖန်ပါတောက်ကြသားသမီးများအတွက်ဆယ်လပိုင်းတလစာဒိုးဆက်ပေးတယ်အဲ့တော့တောက်ကြသားသမီးတွေပါပါနမိတ်ကြမလဲတောက်ကြသားသမီးတွေကတော့အပေါ်မှာနှစ်အောက်မှာဗလာအဲ့ဒီဥစ္စာကြတယ် အဲ့တော့တောက်ကြသားမိဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ခရီးနဲ့ပတ်သက်ပြီးနှစ်ခါသွားတာနှစ်ခါကြိုးစားတာနှစ်ကြိမ်နှစ်ခါအဲ့နေရာကိုသွားတာနှစ်ဦးနှစ်ယောက်နဲ့တွေ့ရတာအဲ့တလို့ဟာမျိုးတွေကြုံနိုင်တယ်ဖြစ်နိုင်တယ်နောက်ပြီးတော့ထူးဆန်းတဲ့ခရီးတစ်ခါမှမရောက်ဘူးတဲ့ခရီးမျိုးတွေသွားတာမျိုးတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးသူများကိုတာဝန်ယူအာမခံတာမလုပ်နဲ့ဗျလုံးလို့ရှိရင်တောက်ကြသားမိတွေဒီကာလအတွင်းမှာစိတ်ငြိမ်ရတတ်တယ်အဲ့တော့ဒီကာလအတွင်းမှာအပျော်ပါအရှုပ်ထွေးတွေကလည်းများတတ်တယ် နောက်ပြီးတော့ဒူးစမ်းတဲ့ခေတ်တခါမှမရောက်ဘူးတဲ့နေရာမျိုးတွေရုပ်တရက်သွားတာမျိုးကြုံတွေ့နိုင်တယ်။အဲ့ဒီမှာမိတ်ဟောင်းဆွေဟောင်းတွေမိတ်တစ်ဆွေတစ်တွေအဲ့တလူဟာမျိုးတွေအသိပညာဘဟုတုတတွေအများကြီးတိုးပွားလာနိုင်တယ်။ရက်ဝေးမြေကြားနဲ့အဆက်အသွယ်ကောင်းသတင်းကောင်းတွေရနိုင်တယ်။အဲ့တော့ပြီးခဲ့တဲ့လအနေစတင်ပြီးတော့ရင်မောရတာဒီချိန်မှာတော့နည်းနည်းလေးတက်တာသွားပြီ။အဲ့တော့ဆယ်လာပိုင်း15ရက်နောက်ပိုင်းမှာတောက်ချောက်ကန်ကောင်းပါလိမ့်မယ်။အဲ့တော့ ကမတရားဆိုးရင်လည်းအဲ့ဆယ်လာပိုင်းလာကုန်ကန်ဒီပေါ့29 28အဲ့တလူဟာမျိုးတွေမှာနည်းနည်းလေးတတိထားရမယ်ဆယ်လာပိုင်းပေါ့နော်29 28အဲ့ရက်တွေမှာတတိထားရမယ်အဲ့တော့ဒီလာရဲ့အစပိုင်းမှာဆိုလို့ရှင်တော့သူတို့အတွက်ကဘာတွေကြုံနိုင်လဲလာရဲ့အစပိုင်းပထမ9လခု9ရက်မြောက်မှာတော့နည်းနည်းလေးဆုံးရချက်ဒီကနာမငိမ့်တာအတွေးခေါ်တွေအဆင်မပြေတာအဲ့လိုဟာမျိုးဖြစ်တတ်တယ်အဲ့တော့9ရက်ကနေပြီးတော့14ရက်အတွင်း 9ရက်ကနေ14ရက်အတွင်းမှာဆိုလို့ရှင်တော့အဲ့တော့ကိုကိုကိုချုပ်ပြီးတာချို့ကြံတာချွေတာတာအဲ့ဒါလို့ဆင်ကျင်တာအဲ့ဒါလို့ဟာမှုတွေကြုံသွားနိုင်ပါတယ်အဲ့တော့ဒီတောက်ကြသားသမီးတွေမှာဒီကာလအတွင်းမှာကံကောင်းဖို့အတွက်ဆိုလို့ရှင်တော့ဖျားဘူးခီးမကြမကြသွားပြီဘာသာရေးနဲ့ပတ်သက်တဲ့နေရာတွေကောင်းတဲ့နေရာတွေအဲ့ဒါလို့ဟာမျိုးကုသိုလ်ရမယ်အလုပ်မျိုးတွေကိုဒီဇိုင်းမမလုပ်ပြပါနောက်ခီးသွားမဲ့သူကိုစားစေးလမ်းစေးရေး အဲ့လိုဟာမတခုခုလူတိုင်းပေးလိုက်အဲ့ဒါဆိုရင်ကျင်းတွေကိုကန်ကောက်သွားပါလိမ့်မယ်ပေးရနေရကင်းသွားပါလိမ့်မယ်နောက်တစ်ခုကအပျော်ပါးကိစ္စတွေလုံးဝရှောင်တဲ့နေဘာကြောင့်လဲဆိုလို့ရှိရင်ဒီကာလအတွင်းမှာအပျော်ပါးတွေမလုံးနဲ့လုံးရင်နောက်ကတလကျော်ရင်ချမ်းသာမဲ့ကိန်းကလွဲချော်သွားမယ်အဆင်ပြေမဲ့ကန်ကနေပြီးတော့လွဲချော်သွားနိုင်တယ်အဲ့တော့အထူးမှမယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတာဝန်ယူအာမခံတာမလုပ်ပါနဲ့ငွေကြေးမှမဟုတ်ဘယ်ဟာမှတာဝန်ယူအာမခံတာမလုပ်ပါနဲ့အမှုခင်းပြဿနာဆိုပိုဆိုးတာပေါ့နော် ကဲအဲ့တော့ကံကောင်းဖို့အတွက်ကဘာတွေလုပ်ပေးရမလဲပေါ့စီဖះမှာလူဝင်ပေါ့စီကိုယ်တိုင်လည်းစားပြီးဆူတောင်းမယ်အဲ့ဒီအတိုင်းလေးလုပ်မယ်နော်နောက်ရှောင်းအောင်မှာကတော့စနေနဲ့ပုတ္တဟူကိုရှောင်းမယ်စနေနဲ့ပုတ္တဟူဆိုတော့나ยีနဲ့ပတ်သက်တာတွေ나ยีနဲ့ပတ်သက်တာတွေအဲ့ဒါလိုဟာမျိုးရှောင်းပေးဒီကလာအတွင်းမှာ나ยีဝင်တာ나ยีလက်ဆောင်ရတာ나ยีနဲ့ပတ်သက်တဲ့ဟာမျိုးတွေရှောင်းပါအဲ့အဲ့ဒါလေးပါပဲကဲဒီလောက်ပါပဲအားလုံးအစားအသောက်ရအောင်အဆင်ပြေပါလေတောက်ကြသားမီးရောက်တိုင်းရောက်တိုင်း လူကဆန္ဒပြေးသွားပါဘူးကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39995380358ပဲဖြစ်ပါလေဗျာစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်2025ဆယ်လပိုင်းတလားစာဒိုးဆက်ပေးတယ်အဲ့တော့ဒိုးဆက်ပေးတယ်မှာဘာကြတယ်လဲဆိုလို့ရှင်တော့အပေါ်မှာနှစ်အောက်မှာ6အဲ့ဒီဥစ္စာကိုကြာပါတယ်အဲ့တော့စနေသားသမီးတွေဒီကာလအတွင်းမှာကိုကိုကိုအင်မတန်အားရတယ်ဂျင်းတ်တယ် ဲ့တော့ကြက်တိမ်မင်္ဂလာတိုးလာတာမျိုးကြုံတွေ့ပါလိမ့်မယ်ဒီတလလုံးမှာပေါ့နော်အဲ့တော့ဒီတလလုံးမှာစနေသားသမီးတွေပထမအဦးဆုံး9ရက်အတွင်းပေါ့နော်ပထမအဦးဆုံး1ရက်ကနေ9ရက်အတွင်းမှာဘာတွေကြုံမလဲဆိုလို့ရှိရင်ဆုံးဖြတ်ချက်တွေမှတ်တတ်တယ်နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမနိုင်ဝင်ထမ်းရတဲ့ကိစ္စအဲ့ဒါလိုပြဿနာတွေပေါ်တတ်တယ်နောက်ပြီးတော့အရှုပ်အရှင်းနာမည်ကိုယ်သတင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမမျှော်လင့်မဲ့ရုပ်တရက်ထိုးပြီးကြာသွားတာမျိုး သလိုအမှုဖြစ်တတ်တယ်။အမှုပညာလုပ်ငန်းလုပ်ကိုင်နေတဲ့စနေသားသမီးတွေတတိထားပဲ။အဲ့တော့နောက်ပြီးတော့သွေးထက်တန်ယူနဲ့ပတ်သက်တဲ့ကိစ္စအရိဟာတဲ့နဲ့နှိစက်ပြီးတော့လုပ်ကိုင်တဲ့လူတွေအတွက်ကလည်းတတိထားပဲဒီမျိုးတွေပါပဲ။လူတိုင်းကိုမယုံနိုင်ဘူးလို့ပြထားတယ်။လူယုံနေရကိုယ့်ကိုပြန်လဲပြီးတော့ဒုက္ခပေးတတ်တယ်။လူယုံတတ်လို့ဘာဖြစ်တယ်ဆိုလဲအဲ့လိုကိမျိုးတွေမှာသူကစနေသားသမီးတွေကြားရောက်နေပါလေ။ အဲ့တော့စနေသားသမီးတွေကဒီကာလအတွင်းမှာနောင်ရီအတွက်တွေးပူတယ်ငါအသက်ကြီးသွားရင်နောင်လာတွေအတွက်အဲ့လိုဟာမျိုးဖြစ်တတ်တယ်အဲ့တော့9ရက်ကနေပြီး14ရက်အတွင်းမှာဘာတွေဖြစ်မလဲ9ရက်ကနေ14ရက်အတွင်းမှာဝန်းနေမှုတွေကြုံမယ်အဲ့တော့ဝန်းနေစရာတွေအကြောင်းတွေပေါ်လာတတ်တယ်အဲ့တော့14ရက်ကနေပြီးတော့နောက်ထပ်9ရက်အတွင်းမှာဘာတွေကြုံမလဲအဲ့တော့နောက်ထပ်9ရက်အတွင်းမှာငယ်ရွယ်တဲ့သူတွေအတွက်ပြဿနာ ြည့်ရှင်းပြရတာငရွယ်တဲ့သူတွေနဲ့ပတ်သက်ပြီးစိတ်ညစ်ရတာအဲ့လိုဟာမျိုးဖြစ်တတ်တယ်။နောက်ပိတ်ဆုံးခြုံငုံပြီးတော့ဗုဒ္ဓဘူးသားသမီးအစနေသားသမီးတွေဒီတလာလောက်မှာပါလိဖြစ်မယ်။အဝေးတနေရာနဲ့ပတ်သက်တဲ့ကိစ္စတွေပဲကံကောင်းပါလိမ့်မယ်။အဝေးတနေရာနဲ့ဆက်သွယ်တာအဝေးတနေရာနဲ့အယောင်းဝယ်လုပ်တာအဝေးတနေရာနဲ့အကြောင်းပြုပြီးတော့သူကဝင်ငွေကောင်းအဲ့တော့အကြံဉာဏ်ကောင်းအကုန်လုံးကံကောင်းပါလိမ့်မယ်လို့ပြထားပါတယ်။အနီးနားနဲ့ပတ်သက်ပြီးလို့ရှင်တော့ဘလို့နီးနဲ့မှာ အဆင်ပြေမှုအားနည်းပါလေအဲ့တော့ဘုဒ္ဓဒီစနေသားသမီးတွေမှာကံနေအားလုံးကောင်းဖို့ဆိုလို့ရှင်တော့နံပါတ်1အိမ်သာရေးစေးမယ်နံပါတ်2တောက်ရေကိုကိုယ်တိုင်ရေးထက်တောက်ရေအဲ့ဒါတွေပဲလှူဒန်းပေးအဲ့ဒီဟာတွေလုပ်ပေးလိုက်ပါအဲ့တော့ကံကောင်းဖို့အတွက်ဆိုလို့ရှင်တော့ဘာတွေလုပ်ပေးရမလဲဆိုလို့ရှင်တော့ပေးရေနို့ရေနော်ပေးရေနို့ရေအဲ့ဒီဥစ္စာကိုလှူပါပေးလှူလို့ရတယ် နွားလို့လူလို့ရတယ်ပင်းလို့လူလို့ရတယ်စသည်အားဖြင့်အဲ့တို့ဟာမို့အဲ့တော့နိုင်ငံရချားမှာနေတဲ့သူကပင်းလို့တောက်ပြီးတော့စူတောင်းเนาะအဲ့ဒီအတိုင်းလေးလုပ်ပါပင်းနဲ့ပတ်သက်တာလေးဒီကာလအတွင်းမှာကန်ကောင်းဖို့အတွက်များများလူပါများများစားပါလို့ပြောကြပါတယ်အဲ့တော့ရှောင်းရမှာကတော့ဘာတွေရှောင်းသင့်လဲဆိုလို့ရှိရင်ကော်ဒယ်ပစ္စည်းတွေဒီကာလအတွင်းမှာအဝယ်မခံတဲ့ကော်ဒယ်ပစ္စည်းဖိုက်ဘာတို့ကော်ဒယ်တို့အဲ့ဒါလိုဟာမျိုးတွေကကိုယ့်အတွက် ဝင်လာရင်ခိုက်တက်တယ်ဗျအဲ့ဒါလေးပါပဲကဲအားလုံးအဆက်အသွယ်အဆင်ပြေကြပါစေရရအနေနဲ့ပါလောက်ရမလဲဆိုလို့ရှင်အိမ်သာရေးစေးမယ်အဲ့ဒါအဲ့ဒါလေးပဲလုပ်ပေးအိမ်သာစေးပြီးတော့အလို့ရှိရဆူတောင်းလိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်ကဲဒီလောက်ပါပဲစနေသားသမီးအားလုံးနဲ့တော့ခုနှစ်သားသမီးအားလုံးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြုပါပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာ